အားလုံးမင်္ဂလာပါအဲဒီဗီဒီယိုလေးဟာကျွန်တော်တို့ဆဲလာပိုင်းမှာ တွေ့ကြုံလာမယ်စနေသားသမီးတွေရဲ့ကံအဆုံးကောင်းလေးကို သုံးသပ်ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်တော့ကျွန်တော်တက်မှတ်ထားတဲ့ Terror ပညာရပ်နဲ့မိတ်ဆွေတို့ကိုဟောကြားပေးသွားမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးထားခြင်းအဖြစ်နေ့စဉ်နဲ့မြ်ကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ ဘာမင်းငါးရဲ့တပည့်ဆရာဆောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းပြီးရင်ရတရားရင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့စနေသားသမီးတွေတွေ့ကြုံလာမယ့်ကံအဆိုးကောင်းလေးကိုသုံးသပ်ပြီးတော့ဟောကြားလိုက်အောင်เนาะပမောက်ဆုံးနေနေရစနေသားသမီးတွေရဲ့စီးပွားရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ချိတ်ဆက်မှုကောင်းနေနေအဲကျွန်တော်တို့အောင်မြင်မှုကောင်းနေရရှိလာမယ့်အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ် အများနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့ဒီ set to share ကိစ္စတွေသူများနဲ့အတူတူရင်းနှီးမြှုပ်နှံတဲ့ကိစ္စတွေမှာလုပ်ငန်းတွေပုံမှန်ပြီးတော့အားကောင်းနေပါတယ်။ကိုယ့်ရဲ့လုပ်ငန်းတွေမှာအခက်အခဲတစ်ခုခုရှိရဆိုလို့ရှိရင်လည်းအာငွေကြေးအဖြစ်တော်လည်းကောင်းအကြံဉာဏ်အဖြစ်တော်လည်းကောင်းကူညီပေးတဲ့လူတွေနဲ့ကျွန်တော်တို့တွေ့ဆုံလာရနိုင်ပါတယ်။ဆိုင်ကန်းအခက်အခဲနေရာအခက်အခဲဖြစ်ပေါ်နေတဲ့ကျွန်တော်မိတ်ဆွေတွေလည်းဆိုင်ကန်းအခက်အခဲနေရာအခက်အခဲတွေအဆင်ပြေလာနိုင်တယ်။အယောင်ဝယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ အားပုံပို့ပြီးတော့ကောင်းမွန်ပါလိမ့်မယ်ဆယ်လပိုင်းမှာဒါကြောင့်မလို့ကျွန်တော်တို့ဒီစနေသားသမီးတွေအနေနဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့အခန်းကဏ္ဍမှာတဲတော့အမြင်အားဖြင့်ကောင်းမွန်နေတဲ့ကံထောက်ပံ့ကောင်းများစွာရရှိနေတဲ့အခြေအနေအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့အသုံးသတ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ခုကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အမှန်တမ်းပြောရင်ဒီကာလမှာစနေသားသမီးတွေအတွက်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးကံကောင်းခြင်းတွေနဲ့ပြည့်နေတဲ့နမိတ်ပုံရိပ်ကတ်လေး ဖော်ပြနေပါတယ်။ဒါကြောင့်မလို့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးပြည်လဲမှုတွေအဆင်ပြေမှုတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာရနိုင်တယ်။ထို့တော့ကျမကြီးအားနည်းလို့အကုတတာမျိုးငွေကြေးကုန်တာမျိုးတော့အနည်းချင်းဖြစ်ပေါ်လာနိုင်ပါတယ်။မထင်မှတ်ထားဘဲနဲ့ထဲပေါက်ဟိုချက်ပေါက်တာမျိုးထိပေါက်တာမျိုးတို့မဟုတ်အကိုယ့်ရဲ့လောကမပါဘဲနဲ့ပေါ့နော်။ဟိုမုတ်မုတ်ကိုရတာမျိုး bonus ရတာမျိုးပေါ့နော်။ဒီလိုမျိုးငွေကြေးတွေလည်းမထင်မှတ်ထားဘဲနဲ့ဝင်လာတဲ့အခြေအနေအပိုင်းခြားလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။ ဆက်လက်ပြီးတော့ကျွန်တော်စနေသားသမီးတွေတွေ့ကြုံလာမယ်ကျမ်းမာရေးကိစ္စအင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။မန္တန်ပြောရင်ဒီကာလမှာစနေသားသမီးတွေဟာတွေးတာပိုင်းနဲ့ပတ်သက်ပြီးတော့အားနေနေတဲ့အခြေအနေအပိုင်းခြားတစ်ခုအစုပ်လေကြောင်းအားနေပါတယ်။ဥပမာအစုပ်ဒဲကြီးဝင်တာမျိုးအစုပ်နဲ့ပတ်သက်တဲ့ယောဂချောင်းဆိုးတာမျိုးတွေပြော်အသက်ရှူလမ်းကြောင်းဆိုင်ရာဒီလေကြောင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအာသီးရောင်တာမျိုးတွေစတာဖြစ်ပေါ့နော်ဒီလိုကာလမျိုးတွေမှာ စနေသားသမီးတွေတွေ့ကြုံလာတတ်တယ်။ရှေ့မှာလည်းကျွန်တော်ကျမရေးညံ့ပြီးတော့ကျမရေးကြောင့်ငွေကုန်ကြေးကြဖြစ်တယ်လို့ဟောထားပြီးသားဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီကာလမှာကျမရေးပုံမှန်ပြတော့ view site ပါခဏကျွန်တော်ပြောလိုမျိုးယောဂတွေကိုကိုယ်အနေနဲ့နည်းနည်းသတိထားမယ်ဆိုလို့ရှိရင်အဲပုံမှန်ပြတော့အဆင်ပြေနိုင်တယ်ပုံမှန်ပြတော့ဟိုကောင်းမွန်လာနိုင်တယ်ပေါ့ဗျာနော်။အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ်စနေသားသမီးတွေရဲ့အခြေအကျိစိုင်းနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ် ဒီကာလမှာအခြေအကိစ္စတွေမှာအရေးကြီးဆုံးပြတ်ရမယ်အခြေအနေအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကကိုယ့်ရဲ့အခြေအကိစ္စမဟုတ်ဘဲနဲ့ကိုယ်တကယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့ relationship တွေကြားထဲမှာလည်းပါဝင်ဆုံးဖြတ်ရတာမျိုးအကြံဉာဏ်ပေးရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာတတ်တယ်။ကိုယ့်ရဲ့ချစ်သူကိုစိတ်ပူရတာမျိုးတွေကိုယ့်ရဲ့ချစ်သူဥမာပေါ့ရန်ဖြစ်တာမျိုးစကားများတာမျိုးသူ့မိဘနဲ့အဆင်မပြေတာမျိုးသူရဲ့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးအဆင်မပြေတာမျိုးရင်ဖွင့်တာမျိုးတိုင်ပင်တာမျိုးကိုကိုပြောဆိုတာမျိုးတွေလည်းဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်တယ် အခြေအကိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းမှာကောင်းသောဖြစ်တည်မှုတော်၎င်းမကောင်းသောဖြစ်တည်မှုတော်၎င်းအရေးတကြီးဆုံးဖြတ်ရမယ့်ကိစ္စရက်တွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာရနိုင်ပါတယ်ကျွန်တော်အနေနဲ့အမဂျနာကတော့လေဟိုသူများရဲ့ relationship ကြားတွေကိုကူညီတဲ့ကိစ္စတွေတော့နည်းနည်းလေးစင်စင်ကြင်ကြင်နဲ့အဲကျွန်တော်ကူညီပါမကူညီဘူးပြောရင်လည်းမကောင်းဘူးပေါ့နော်ဟိုတခြားအားနာနေရမယ့်လူရှိတယ်ကိုကကူညီပြီးမှအကြံဉာဏ်ပေးမှပြောဆိုမှရမယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေး အဲဘယ်လိုပြောမလဲဆိုထိန်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 နဲ့ပြောဆိုပါထိန်ထိန်ထိန်နဲ့ကုညီပါကိုယ်စကားသူ့စကားသူ့စကားကိုယ်စကားဖြစ်ပြီးတော့ဟိုစကားအရှုပ်ရှင်းနေဖြစ်လာနိုင်ပါတယ်နည်းနည်းလေးဂယူဆိုင်စေချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ့်အိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်စနေသားသမီးတွေအိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်ပြီးရဝေးခရီးသွားဖို့တဲ့ကြံစီထားတဲ့အပိုင်းကဏ္ဍတွေအောင်မမှုရရှိမယ်ပေါ့ဥပမာဗျာနိုင်ငံခြားသွားဖို့အတွက်ကိုယ်အိမ်မှာရှိနေတဲ့လူတူတူရောလှုပ်ဆောင်နေတဲ့အပိုင်းတွေဒါမှမဟုတ်လို့ရှိရင်အပျော်ခရီးတို့ အခုဆိုရင်ကျွန်တော်တို့ဒီခလေးကျောင်းပိတ်ရက်တွေဖြစ်တယ်ဆိုရင်စီစဉ်ထားတဲ့ခရီးအောင်မြင်မှုတွေရရှိမယ်ခရီးသွားလာရင်းနဲ့ပတ်သက်ပြီးအားကောင်းတယ်ရေချားမြေချားတွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့ကိစ္စတွေမှာပုံမှန်ပြီးတော့အားကောင်းတယ်လို့ရက်ဝဲမှာရှိနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေစီကနေစဉ်သတင်းစကားကောင်းတွေအကူအညီမှုကောင်းတွေထောက်ပံ့မှုကောင်းတွေကျွန်တော်တို့ရရှိလာမယ်လက်ဆောင်ပစ္စည်းရတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်အာဒီအပိုင်းခြားမျိုးမှာကျွန်တော်ဘာသတိထားချင်တာလဲဆိုတော့အိမ်နဲ့ပတ်သက်တဲ့အပိုင်းခြားတွေမှာအသက်နိုင်ဆုံးကိုယ့်ရဲ့အိမ်ဧည့်ခံအိမ်ပြားစင်ကိုနည်းနည်းလေး ျွန်တော်တို့တက်တက်ချင်းချင်းတည်တည်တက်တက်လေးထားပြပါအဲအေကန်းရှုပ်ထွေးနေတာမျိုးဟိုမှာဘုရားရှင်ဟိုဘယ်လိုခေါ်မလဲဆိုတော့တက်ပက်မှုအားနည်းနေတဲ့အပိုင်းမျိုးတွေဆိုလို့ရှိရင်အိမ်ပူလာမျိုးအိမ်ဆူလာမျိုးတွေဖြစ်တတ်တယ်အိမ်မှာနေရတာလုံလုံလင်းစိတ်ညစ်တာမျိုးတွေဒီလိုမျိုးတွေတွေ့ကြုံလာတတ်တယ်ပေါ့နော်ဒါကြောင့်အေကန်းနေဘုရားရှင်နေတော့တည်တည်ရှာတက်ရှင်းလှုပ်စေချင်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍဖြစ်ပါတယ် ဝန်ထမ်းတွေဒီလိုကာလမျိုးမှာလေကျွန်တော်တို့မိတ်ဆွေအပေါင်းအသင်းမှားတာဆရာတင်မှားတာပေါ့နော်ယုံကြည်မှုမှားတာတွေဖြစ်တတ်ပါတယ်ဆိုတော့လောဘကံဘက်ပုံမှာယုံကြည်တာဖြစ်ဆရာတင်တာပဲဖြစ်ဖြစ်တို့အားကိုးတာဖြစ်အဲတို့ယုံကြည်တာပဲဖြစ်ဖြစ်ပေါ့ဗျာဒီလိုမျိုးတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ကိုယ်ကယုံကြည်လို့လွှဲထားတဲ့ကိစ္စတခုမှပြဿနာဖြစ်တာမျိုးတို့ကိုယုံကြည်ပြီးတော့အော်ဘယ်လိုကောင်းလဲလုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေမှာ စစ်မပြေဖြစ်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာတတ်ပါတယ်ပြီးတော့ကိုယ့်ရဲ့လုံဖို့ကန်ပက်အထဲဟိုအချင်းချင်းကြားရတာပဲမိမိကိုပြက်လို့ပြက်စီအဲကျွန်တော်တို့ပြောဆိုတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တွေးဆောင်ဖြာရောက်တာမျိုးတွေပေါ့နော်အပေါင်းသင်းမှားတတ်တယ်ပေါ့နော်အပေါင်းသင်းမှားပြီးလုပ်ငန်းကိစ္စမှာပြဿနာဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့နည်းနည်းလေး green side စေချင်တယ်နော်လုံဖို့ကန်ပက်အပေါင်းသင်းလေးတွေနည်းနည်းလေးသတိထားပါစင်ကျင်ပါလို့ဟုတ်ကြပြီကျင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ်ကျွန်တော်တို့စနေသားသမီးတွေရဲ့ ပညာရေးကိစ္စအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ပညာရေးမှာတော့အမြဲတမ်းလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ပြီးပြတ်မှုအားနည်းတယ်ဆိုတဲ့အပိုင်းခြားမျိုးကျွန်တော်ကတ်မှာတွေ့မြင်နေရတယ်ပေါ့နော်။ဆိုတော့ဟိုကိုလိုချင်တာတစ်ခုဖြစ်လာတာတစ်ခုဖြစ်တတ်ပါတယ်။ဥပမာကိုတက်ချင်တဲ့တင်တဲ့ဆက်ချုပ်တင်တဲ့အဲတခြားတစ်ခုအဆင်ပြေသွားတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒီတင်တန်းတက်တဲ့အခါမှာပညာရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့အခါမှာကျွန်တော်လူကြီးမိသားစုရဲ့ကုညီထောက်ပံ့မှု ကိုအုတ်ထင်းလူတွေရဲ့ကိုညီထောက်ပံ့မှုအားနည်းတယ်ဆိုတော့အပိုင်းခြားမျိုးပေါ်ပြထားတယ်ဟိုဒါကြောင့်မလို့ဒီလိုကာလမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အထောက်ပံ့ရမှုအားနည်းတယ်ပေါ့နော်ဒါကြောင့်ကိုအနေနဲ့ပုံမှုပြီးတော့စ조사အားထုတ်ပြီးတော့လုံဆောင်နေရတဲ့အပိုင်းခြားလို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ့်စနေသားသမီးတွေနဲ့ကျွန်တော်တို့ဒီနိုင်ငံခြားနဲ့ပတ်သက်တဲ့ကံထောက်ပံ့လေးကြည့်ပေးရမယ်ဆိုလို့ရှိရင်အာနိုင်ငံသားကိုအလုပ်သွားလုပ်မယ်နိုင်ငံသားအတွက်အလုပ်လျှောက်နေတဲ့လူတွေဆိုရင်တည်တည်ချာချာလေး မှန်ကန်တဲ့နီလန်းအနေနဲ့စင်လှုပ်ဆောင်နေတဲ့ agent တွေလှုပ်ဆောင်နေတဲ့လူတွေနဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်ပါအကိုတခုခုလှုပ်တော့မယ်ဆိုလို့ရှိရင်ကိုလှုပ်နေတဲ့လူနဲ့အာရဲ့နောက်ကျောင်းရာသွင်းနေတည်တည်ချာစုံစမ်းပါဘာဖြစ်လဲဆိုတော့ငွေကြေးအလင်ကန်ထိဖို့အတွက်အဲကျွန်တော်ကတ်မှာပေါ်ပြထားခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အာကိုလှုပ်တဲ့နိုင်ငံခြားသွားတဲ့ process တွေမှာသူများကအာကိုရဲ့ပွဲစားပဲဖြစ်ဖြစ်တခြား agent တွေဖြစ်အာကိုရဲ့ဆိုရင်ကိုကိုရဲ့ agent အာကိုလှုပ်နေတဲ့လူတွေရဲ့ history လေးတွေကိုရင်စောအောင်ကျွန်တော်တို့ တေချာလေးလာပြီးတော့မှပဲလုတ်ဆောင်ပါငွေလက်မလွယ်ပါနဲ့ငွေမကျုံပါနဲ့အဲတကယ်လို့တော့အဒီဖြစ်စီမတော့အဖြစ်စီငွေကျုံသွားလို့ရှိရင်ငွေပြန်ရဖို့တက်ခက်ခဲတယ်ဆိုတော့ကာလပိုင်းခြားတစ်ခုအလိမ်ခံတိမယ်ဆိုတော့ကာလပိုင်းခြားတစ်ခုလို့ကျွန်တော်တုံ့တက်ပြီးတော့မြင်ပါတယ်အစနေသားသမီးတွေလောက်ဆိုကျေနပ်မယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ